ချက်ချင်းရောလက်မခံနိုင်ဘူးပေါ့နော်ဟိုဘလို့မှမဖြစ်နိုင်တဲ့ကိစ္စအကြီးတစ်ခုလိုပဲကြားကြချင်းတော့ငါ့လာမရှုံးနဲ့ဟာတော့တော့မတော်တာဘယ်ညူလေမလားနင့်နင့်တော်တော့ဟာနင့်တော်တော့ဟာနားလဲတော့ဒီအလောက်ကိုအပျော်လို့နေတဲ့လူတယောက်မဟုတ်ဘူးကိုရဲတကယ်ဟိုဝါဒနာပါလို့သူလုံနေရသူကကြောက်အဖေလည်းမဟုတ်အမေလည်းမဟုတ်တော်လာလုံးတည်ဒီကတော့သူယူတွတ်တာကိုလက်ခံတဲ့လူတွေလည်းအများကြီးရှိနေတယ်ဒီလိုအချိန်မျိုးမှမှာ ဒီလိုမျိုးဖြစ်သွားရဲဆိုတော့အများကြီးလဲနှမျောတယ်။အရေးကြီးတယ်။ဟာမလိုက်နိုင်ဘူး။ဘာကိစ္စမလို့လဲ။ဘာကိစ္စဖြစ်ဖြစ်ပေါ့။ပြီးတော့အခုလိုမျိုးပေါ့ကိုနဲ့လဲတူတူတွဲတဲ့ဥစ္စာမှုရဲ့ခါကြောက်တကယ်စဉ်းစားမိရင်တကယ်ဝမ်းနေရပါတယ်။ကြာကြာချင်းမလို့ပြောလဲဆိုတော့ဖြစ်ချင်တော့မနက်ကပထမဆုံးဖုန်းဆက်တာကအဲဒီတမီးတို့ကမှထူးရဲ့ငယ်ပေါ်မှာတရုပ်ဆောင်ရတဲ့ကလေးပေါ့အဲ့ကလေးရဲ့အမေကတမီးကိုဖုန်းဆက်လာတယ် တမီးရဲ့ပြိုးရဲ့တဲ့ထူးဆုံးသွားတယ်ဆိုပြီးတော့ post တွေတက်နေတယ်ပေါ့ဖုန်းဆက်လာတော့မီးကဟဲ့အမကဟုတ်လို့လားပေါ့မဖြစ်နိုင်ဘူးတင်နေပေါ့တဲရောက်စနေတာနောက်နေရလားပေါ့မဟုတ်ဘူးတဲ့ပြိုးတဲ့အဲ့လိုတက်လာတယ်တဲ့သူတို့မဲချိုမှာအတူတူရိုက်တဲ့တရုတ်ဆောင်တယောက်ကတင်ထားတာတဲ့ဆိုတော့တမီးကဒီနေ့ကရှူတင်ရှိတဲ့ခါကျတော့ဖြစ်ချင်တော့ရှူတင်သွားတဲ့လမ်းကြီးမှာတမီးမနက်မိုးလင်းနေရလဲရှူတင်သွားဖို့ပြင်နေရဆိုတော့ဆိုရှယ်လည်းမတက်ဖြစ်သေးဘူး Facebook လည်းမသုံးဖြစ်သေးဘူးဘာမှမသုံးဖြစ်သေးတော့တမီးကမသိဘူး မသိတော့မဟုတ်တော့ဘူးထင်ပါတယ်လို့ဆိုပြီးတော့အေးအမလည်းတေချာစုံစမ်းနိုင်ဦးမယ်ဆိုပြီးတော့အမဖုန်းချပါချပါတော့မမေးလို့အလိုလိုပဲပြောတယ်လို့ဆိုပြီးတော့ပြောပြောပြီးတော့တပီလဲအဲ့တော့မှတပီ Facebook ကိုဖွင့်ကြည့်ဖြစ်တာပေါ့နော်ဖွင့်ကြည့်ဖြစ်တဲ့အခါကျတော့မှအဲ့တော့မှ post တွေတွေ့ရသူစုံသွားပြီဆိုတော့ post တွေတွေ့ရမြင်မြင်ချင်းတော့အမှန်တမ်းပြောရရင်ချက်ချင်းတော့လက်မခံနိုင်ဘူးပေါ့နော်ဟိုဘလို့မှမဖြစ်နိုင်တဲ့ကိစ္စအကြီးတစ်ခုလိုပဲကြားကြားချင်းတော့နောက်တော့မှအဲ့လိုဖုန်းတွေလည်းဝင်လာတယ်မက်ဆေ့ချ်တွေလည်းဝင်လာတယ်ပေါ့ ဘယ်လိုမျိုးအမကြီးဟုတ်လားဟုတ်လားဆိုပြီးတော့ message တွေဝင်လာတာမျိုးတွေ့ဟဲ့ခိုးတာနေပဲတော့မလို့လေဘယ်တော့တော့ဘောဟိုလေညကိစ္စအရေးမကြီးလို့ရှိရင်ငါနဲ့ခဏလိုက်ခဲ့ပေးပါလားဟာနော်အရေးကြီးရာမလိုက်နိုင်ဘူးပြောရမယ်ဆိုလို့ရှင်ဒီကားရိုက်လိုက်တဲ့အတွက်ထူးရဲ့ fan လေးတွေတော်တော်များများကကြတော့တွဲပြီးတော့တိသွားတာဆိုတော့လေအဲ့မှာထူး fan လေးတွေတော်တော်များများကလည်းအဲ့လို message တွေလမ်းပို့ကြရဲအမေးမမေးအဲ့လိုကြားတယ်အဲ့လိုအဲ့လိုဆိုပြီးတော့အဲ့လိုလာပြောကြတဲ့အခါကျတော့မှပဲ တော်တော်များတက်လာတော့မှဩတကယ်ပါလားဆိုပြီးတော့လက်မခံကျင်နဲ့လက်ခံလိုက်ရတဲ့အခြေအနေမျိုးပေါ့ညတတိရှိရှိနားထောင်တာညရှုပ်မွေးပြီးစားနေတာ အမှန်တမ်းပြောရရင်တော့တမီးဒီရဲ့ဘိုင်းနဲ့ကိုဟောက်ကိုလည်းနည်းနည်းအလုရှုပ်နေရနဲ့ဟိုမတိလိုက်ဘူးပေါ့နော်ဒီနေ့ကျမှတမီးတွေ့ရဟုတ်တယ်ရှေ့ရက်နေ့လည်းသူကအက်ဆီဒန့်ဖြစ်သွားတယ်ပေါ့ပြီးတော့မင်းညကတော့ဒီတစ်ချက်ပြန်လဲလာတယ်ဒီလိုအဲ့လိုမျိုးတော့တွေ့ရပြီးတော့အဲ့ခါကျတော့မှပဲဒီညီမလေးတွေနဲ့လည်းစကားပြောပြတော့မမဟုတ်တယ်တဲ့အဲ့လိုအဲ့လိုမျိုးဖြစ်သွားတာဆိုပြီးတော့ညီမလေးတွေလည်းလာပြောကြတော့မှသိရပေါ့အမ်ဒီရှေ့ရက်ကဖြစ်သွားတာတော့တမီးတေချာမတိလိုက်ဘူးအဲ့ဒါတွေကိုတော့တကယ်ဆိုလို့ရှိရင်သူက ကိုတော်မှအားကြရတဲ့နေရာတစ်ခုမှရှိနေပြီပေါ့နော်။သူ့မှာဆိုလို့ရှိရင်သူ့ပရိသတ်တွေအများကြီးရှိရဲ၊သူ့ကိုချစ်တဲ့ fan တွေအများကြီးရှိရဲ။အမှုပညာကိုလည်းသူဒီအလောက်ကိုအပျော်လို့နေတဲ့လူတယောက်မဟုတ်ဘူးကိုရဲ။တကယ်ကိုဝါသနာပါလို့သူလုပ်နေရ။ဘယ်မှာအတိလဲဆိုတော့ကတ်စတင်လာလျှောက်တဲ့အချိန်မှာသူကကတ်စတင်အောင်မှကတ်စတင်ဝင်တာနဲ့မတူဘူး။သူတယောက်ဆောင်တာတကယ်ဖြစ်နေတယ်လို့မျိုးပြီးမှတော့အဲ့ကတ်စတင်လာလျှောက်တဲ့နေရာပုံနဲ့ တကယ်ရိုက်ကွေးမော်ကိုရောက်လာပြီဆိုတဲ့ပုံနဲ့မှာသူအများကြီးပြင်ဆင်ထားတယ်ဒီကာရိုက်တာအတွက်ကိုဘာမှမဆိုင်တော့ဘူးကတ်စတင်လာလျှောက်တဲ့နေရာရုပ်ကလေးနဲ့တကယ်ရိုက်ကွေးမော်မှာရောက်တဲ့ရုပ်ကလေးဆိုလို့ရှိရင်လုံးဝဖိုးသားရုပ်ကလေးကိုဖြစ်နေတာအဲ့လိုပုံစံမျိုးဖြစ်အောင်သူအများကြီးပြင်ဆင်တတ်တဲ့လူပေါ့အဲအကြောင်းမလို့ဒီအလုပ်ပေါ်မှာသူဘယ်လောက်ထိယူသွတ်လဲဆိုတာလည်းသိတာတယ်ပြီးတော့သူယူသွတ်တာကိုလက်ခံတဲ့လူတွေလည်းအများကြီးရှိနေတယ်ဒီလိုအချိန်မျိုးမှာမှဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့အများကြီးလည်းနှမျောတယ်ပြီးတော့ အခုလိုမျိုးပေါ့ကိုနဲ့လည်းတူတူသွဲသွဲဆောင်ပူးရခါကြောက်တကယ်စဉ်းစားမိရင် တကယ်ဝမ်းနေရပါတယ်အမှန်အရဆုံးတော့တခုရှိရဲသမီးတို့ရိုက်တဲ့ sings မှာပေါ့သူရံဖြစ်တဲ့ sings သမီးတို့နဲ့အတူတူအေးဆိုင်ထိုင်နေတဲ့တခြားကလေးတွေရောက်လာပြီးရံဖြစ်ကြတဲ့ sings ပေါ့သမီးကဒီဘက်ကနေအော်နေချိန်မှာတော့မှရံတော်ဖြစ်တယ်ပေါ့ပြီးလည်း view ကတ်ဆိုလည်းဖြစ်လည်းတော့ပြန်ပြေးလာရံဖြစ်တဲ့နေရာနေပြန်ပြေးလာပြီးတော့ လက်ကလေးပြပြီးဒီမှာကြည်စမ်းဆိုပြီးတော့သူလက်ထီသွားတာလေးကိုလာပြရလေအခုတည်းထိတတိယနေတော့မှတ်မိနေတော့မယ်သူလူကြီးစံတဲ့နဲ့ညာလူကြီးစံနေအလုပ်ကိုလှုပ်လို့လှုပ်တယ်ဒါမဲ့ပြီးွားလို့ရှိရင်သူတကယ်ကိုကလေးလိုပဲယူသားရဖြူစင်းတယ်အဲ့လိုပုံစံလေးအရလို့ကအမှတ်ရနေတော့မှာပဲ